ဘုံရွာမြို့နယ်ကြောက်ကလမ်းမပေါ်တွင်စစ်ကြောင်းကိုတိုက်ခိုက်မှုကြောင့်စစ်တပ်ဖက်မှထိခိုက်တေဆုံးမှုများပြားကြောင်းသိရပါသည်။သဂိုင်းတိုင်းဘုံရွာမြို့နယ်ကြောက်ကလမ်းပေါ်တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားအများပြားထိခိုက်တေဆုံးမှုရှိပြီးတပ်ပြားကကားဖြင့်တယ်ဆောင်သွားကြောင်းဘုံရွာမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့မှတာဝန်ရှိသူတဦးကပြောပါရသည်။အောက်တိုဘာလ15ရက်နေ့နနက်9:30မိနစ်အချိန်မုံရွာမြို့နယ်စီးပွားရေးတက္ကသိုလ်၌တက်ဆွဲထားသောချင်းရင်အကြမ်းဖက်စစ်သားများတရာခန့်သည်တံပြားကကားနှစ်စင်းဖြင့် ကြောက်ကလမ်းမပေါ်ရှိရွှေကူနီဖျားရင်တက်ဆွဲထားသောစစ်သားများထံသို့ရိတ်ခါပို့ရန်ထွက်လာခဲ့ကြောင်းထို့သို့ထွက်လာသည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်နိုင်အင်အားစုများကမုံရွာကြောက်ကလမ်းမပေါ်ထနောင်းဝင်းကျေးရွာနှင့်ကြောက်ကကျေးရွာရောက်နာနဲ့10နာရီ30မိနစ်မှစ၍တိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲတနိုင်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်သားများပြားထိခိုက်ဒေဆုံးကမုံရွာမြို့ဘက်သို့တံပြားကကားဖြင့်တင်ဆောင်သွားကြောင်းသိရှိရပါသည်။ထိပ်တွေ့တိုက်ပွဲကတနိုင်ဝင်းကျင်လောက်ကြာတဲ့ထိဒေဆုံးတဲ့သူတွေကို တံပြားကားအနေနဲ့ပြန်သေးသွားတယ်။အရင်အတွက်ကတော့အတီးပြုလို့မရသေးဘူး။တံပြားကားကနှစင်းကအရင်တက်လာတာ။နောက်ကနေမှခြေလင်းစစ်သားအင်အား100လောက်ကတ်လိုက်လာတာ။ကားတွေကိုမတိုက်ပဲနောက်ကခြေလင်းစစ်ကြောင်းကိုပဲဖျက်တိုက်တာ။ထိခိုက်သေးဆုံးတဲ့စစ်ခွေးတွေကိုမုံရွာမြို့ကိုပြန်သေးသွားတယ်လို့ယူဆရတယ်။ရဲခါတွေကတော့ရွှေကူနီအထိရောက်သွားပါတယ်ဟုမုံရွာပြည်သူ့ကော်မတီအတွက်ပေါ့မှတာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရွာမြို့နယ်ပကားဖမုံရွာခေပကားဖအထူးတက်ခိုက်ရေးအဖွဲ့ Danger Force မုံရမြို့နယ်ပကားဖအတိုက်နယ်2 34မုံရမြို့နယ်ပလာဖမုံရမြို့နယ်ပကားဖအထူးတိုက်ခိုက်ရေးဖွဲ့ Tribal Force မုံရမြို့နယ်ပကားဖတိုက်ခိုက်ရေးဖွဲ့မုံရ Special Delegate တော်ကြွကြီးပြောက်ကြဖွဲ့ Black Falcon LDF နဲ့ဒေသခံရဲတေပကားဖများပူးပေါင်းကတိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးအခိုက်မရှိအောင်မြစွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်မြောက်ရီမြို့ငားရွက်ကအုပ်ချုပ်ရေးမှူးမဘာသာအစွန်ရောက်စိုင်းမြို့မြို့က အသက်မပြည့်သေးသော မိန်းကလေးငယ်10ဦးထက်မနည်းကိုမရေကျင့်လိမ်ပိုင်းဆိုင်ရာကျူးလွန်မှုများတရားမျှတမှုမရှာနိုင်သေးကြောင်းတည်ရပါတယ်။ကရင်ပြည်နယ်မြောက်ဝီမြို့အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြင့်မဘာသာအစွန်းရောက်တဦးလည်းဖြစ်သူစိုင်းမျိုးညွန့်ဦးကရဲရင်ရင်ကျေးနာမည်ဖြင့်ဓမ္မစကူလခမဲ့စာသင်ကျောင်းဖွင့်ကအသက်မပြည့်သေးသောမိန်းကလေးငယ်များအပါအဝင်ကျောင်းသူ10ဦးထက်မနည်းကိုမရေကျင့်ခြင်းနဲ့လိမ်ပိုင်းဆိုင်ရာအမျက်ထွက်မှုများကျူးလွန်ခဲ့ကြောင်းကျူးလွန်ခံရသူမိန်းကလေးတို့ကပြောပါရယ်။ဆိုင်ပြုံညုံကငဆိုင်ကြီး မြောက်ရီမြို့နယ်အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှုဖြစ်တဲ့အပြင်စစ်တပ်ထောက်ခံသောမဘာသာအစွန်ရောက်အမျိုးသားရေးအစွန်ရောက်တူလည်းဖြစ်ပြီး2012ခုနှစ်ကတည်းကမဘာသာအဖွဲ့နဲ့စစ်တပ်ထောက်ခံရေးတွင်ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားသူဖြစ်ပါတယ်ဓမ္မစကူကြောင့်များခက်ဆားခြင်းမြောက်ရီမြို့နယ်တွင်လည်းရဲရင်ရင်ကျင်းနာမည်ဖြစ်ဓမ္မစကူတို့ခမဲ့စာတင်ကြောင်းဖွင့်ကအသက်မပြည့်သေးသောမိန်းကလေးငယ်များကိုကျောင်းသူအဖြစ်လက်ခံတင်ကြားပေးခဲ့ပါတယ်ထို့သောကျောင်းသူမိန်းကလေးငယ်များကိုလက်ခံတင်ကြားပေးရင် 2019-2018ခုနှစ်ပညာသင်နှစ်အတွင်းအသက်73နှစ်အရွယ်ရှေ့လန်းကျောင်းသူတဦးနေထိုင်သောအခန်းတွင်တည်ဝင်ရောက်ကမရင်းကျင့်ခဲ့ပြီးမိသူကုံများဖုတ်မပြောရန်ချင်းချောက်ခဲ့ကြောင်းထို့ပြင်ကိုဝန်တားဆင်းများကိုလည်းတိုက်ခဲ့ပြီးတရားဝင်ယူမိမှုဆိုကာအတင်းကျပ်စာချုပ်ကိုလက်မှတ်ရေးထိုးစေခဲ့ကြောင်းသိရှိရပါသည်မိဘတွေကအဆင်မပြေတော့အိမ်မှာမနေပဲကျောင်းအဆောင်မှာပြောင်းနေလိုက်တာတခြားကလေးတွေကအင်ပြန်သွားတဲ့အချိန်အခန်းထဲတည်ဝင်လာပြီးစော်ကားပါတယ်သူ့အိမ်မှာဆိုတော့မအော်ရဲခဲ့ဘူး ရှစ်တန်းနှစ်ဝက်လောက်ကနေစာမွေးပြီးတဲ့အချိန်ထိသူစော်ကားတာကိုခံခဲ့ရတယ်။ဘယ်သူကမှလည်းမပြောရခဲ့ဘူး။အသက်၁၄နှစ်တသားရှိသေးတဲ့အရွယ်ပါ။ကြောက်လို့တကားပိတ်ပြီးနေရင်လည်းအခန်းထဲကိုတော့နဲ့ဖွင့်မှုဝင်လာတယ်ဟု။အခုခါအသက်၂၁နှစ်အရွယ်သူရောက်ရှိပြီးမရေမှုကျွလွန်ခံရသူမိန်းကလေးကပြောပါတယ်။အလားတူရက်ွက်အုပ်ချုပ်ရေးမှုကအခြားမိန်းကလေးငယ်တဲ့ကိုလည်းမရင်ကျင့်ခြင်း၊လိင်ပိုင်းဆိုင်ရာအမျက်ထုတ်ခြင်းတို့ကိုလှုံ့ဆော်ခဲ့ပြီးမင်္ဂလာဆူပေါင်းဆယ်ဦးကျော်ရှိပြီးဓမ္မစကူးကျောင်းတီထောင်သူဖြစ်၎င်းလက်နက်ကိုင်ဖွဲ့စည်းများနဲ့ပူးပေါင်းနေသူဖြစ်၎င်း ရဲကွက်အုပ်ချုပ်ရေးမှုဖြစ်၎င်းထင်ရှားကြော်ကြားနေသဖြင့်မြစ်ဒီအဖွဲ့စည်းကားများအရေးယူခြင်းမရှိကြောင်းတီးရပါတယ်။ညီမဖြစ်တဲ့နှစ်မှာပဲစော်ကားခံခဲ့ရတဲ့မိန်းကလေးအတိတ်6ယောက်ရှိတယ်။ညီမတို့နှစ်အရင်တုန်းကဖြစ်ခဲ့တာလည်းရှိတယ်။ညီမထွက်သွားပြီးတော့ဖြစ်နေခဲ့တာတွေလည်းရှိတယ်။မရှိတဲ့နောက်ပိုင်းကတော့တရင်ကြားယုံလောက်ပဲကြားတော့တာအတိတ်ကြတော့မသိရတော့ဘူးဟုကျွလုံခံရသူမိန်းကလေးကရှင်းပြပါတယ်။ကျောင်းသူမိန်းကလေးငယ်များကိုမရိမှုကျူးလွန်ခြင်း၊လိင်အမျက်ထုတ်ခြင်းများကျူးလွန်ခဲ့သူဆိုင်းညွန့်ညွန့်သည်အသက်58နှစ်အရွယ်ခန့်ရှိပြီး ိမ်တော်ကွဲထားသူတို့ဖြစ်ကကျောင်းသားကျောင်းသူများထားသည့်ဘော်ဒါဆောင်များအနောက်ဘက်၌မိသားစုဝင်များနေထိုင်ကြောင်းတားတူသမီးတူရှိကြောင်းသိရပါသည်။အခုပြောရတဲ့ရည်ရွယ်ချက်ကတော့အခုချိန်ထိသူစီမှာကျောင်းသူလေးတွေရှိနေပါသေးတယ်။အသက်မပြည့်ဘာမှမသိသေးတဲ့ကျောင်းသူလေးတွေကိုအဲ့လိုလှုပ်တာတွေရှိတယ်လို့ပြောပြတာပါ။ကျမကတော့ဘာမှမဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ဖြစ်ခဲ့တဲ့ကျောင်းသူလေးတွေရှိတယ်။ကျမလည်းသိခဲ့တယ်။သိခဲ့ပေမဲ့ကျမလည်းမပြောရခဲ့ဘူး။ အဲ့လိုမျိုးနောက်ထပ်မိန်းကလေးငယ်တွေကိုထပ်ပြီးတော့လိန်အမျက်ထုတ်ခံရမှာဆိုတဲ့အတွက်အခုလို ပြောခြင်းဖြစ်ပါတယ်လူများကတော့သူကနာမည်ရှိတဲ့သူဖြစ်တဲ့အတွက်တိတ်ခါချတယ်လို့ထင်ခဲ့မှာဆိုရင်တောင် ကျမတို့အားလုံးကတရားရုံးမှာရင်ဆိုင်ဖြည့်ရှင်းနိုင်တဲ့အလေထားတော်ရှိပါတယ်အမှန်တရားအတွက်အမျိုးသမီးငယ်လေးတွေအတွက် ပြောခြင်းဖြစ်ပါတယ်ကျမကိုယ်တိုင်လည်းအဲ့ဒီမှာစိတ်တမ်းရရခဲ့တဲ့အတွက်ပါဟုအခြားကြောင့်သူတူကလည်းပြောပါတယ်2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မြောက်ရီမြို့အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှုအဖြစ်ဝင်ရောက်လုပ်ကိုင်ကစစ်တပ်လက်အောက်ခံ BGF DKP ရဲ့အဖွဲ့အပါဝင်စစ်တပ်နဲ့အစီအပြေတို့ကရင်လက်နက်ကိုင်ဖွဲ့စည်းများနဲ့ပူးပေါင်းပြီးလက်နက်မောင်းကိုရောင်းဝယ်ခြင်း၊မြို့ဆေးဝါးဖျက်ဖြူးခြင်းပါဝင်ခြင်း၊ပြူးစစ်ကောပြူစောတိအဖြစ်တာဝန်ယူခြင်းများကိုစိုင်းညွတ်ညွတ်ကလှုပ်ဆောင်ရရှိကြောင်းသိရပါတယ်။အုပ်ချုပ်ရေးမှူးကစိုင်းရင်မင်းကျင့်ခါရမှုအရှက်ကွဲခံရမှုတို့ကြောင့်မိန်းကလေးငယ်အချို့မှာစိတ်ဒဏ်ရာရရှိပြီးတပ်သိသည့်အထိစ조사ခြင်း၊အိမ်တော်ကွဲသွားခြင်း၊တိမ်နဲ့ပတ်သက်သောရောဂါများခံစားရခြင်းတို့ဖြစ်ပေါ်ရရှိကြောင်းသိရပါတယ်။အသက်73နှစ်စနစ်နဲ့အရွယ်နဲ့မလိုက်အောင်တောက်ခဲ့ရလို့မိန်းကလေးရောဂါဖြစ်နေတယ်။ ်ညီမဘက်မှာဘသူမှမရှိဘူးဘာအင်ရမှလည်းမရှိဘူးအမှန်တရားကိုသူကလိမ်ပြီးအခုထိဖုံးကွယ်ထားတယ်တခုခုပြန်လို့ခြင်းနဲ့သမီးလိုချင်တဲ့ငွေချင်းမဟုတ်ဘူးသူလောက်ခဲ့တာတွေအတွက်နောင်တရအချက်တကွဲဖြစ်ပြီးလူလယ်မှာသူတို့ကောင်းရောက်ဆောင်နေတဲ့မျက်နှာဖုံးတွေခွာချခြင်းနဲ့အခုကျွလွန်ခါရသူအခြားမိန်းကလေးငယ်တူကလည်းရှင်းပြပါတယ်ယခုအော်တိုဘားလာအစပိုင်းရတွင်စမ်းညွန့်ညွန့်ကျူးလွန်ခဲ့သောမရင်းချင်းလိမ်ပိုင်းဆိုင်ရာအမျက်ထွက်မှုနှင့်ပတ်သက်၍မဲဆောက်တွင်ကာယကံရှင်မိန်းကလေးငယ်ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတရားမျှတမှုရရှိနိုင်ရေးစူးစမ်းနေတော်လဲ လက်ရှိနိုင်ငံရေးခြေနေရစိုင်းမျက်နှုံကိုအရေးယူနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ကိုဆိုင်မြော်ရီကမြော်ရီဘက်မှ BGF ကို DGB ရောနဲ့အတော်ကိုဆင်ပြေနေတယ်။သူ့ကိုအရေးယူဖို့အဆိုတာကလည်းအမှုဖွင့်ဖို့မှတောင်အတော်ကိုအဆင်မပြေလာဘူး။သူကပြူစော်ရီခေါင်းဆောင်လိုလိုမဘာသားနဲ့အမျိုးသားရေးဆွံ့ရောက်လဲဖြစ်နေတော့သူ့ကိုတိုင်ဖို့ဆိုရင်တရားဥပဒေနဲ့တော့အရေးယူဖို့ခက်ပါတယ်။တရားဥပဒေဆိုတာကလည်းပျက်စီးနေတာ။ KU ကိုတိုင်ပြီးကော်တူတွေဥပဒေနဲ့ပဲအရေးယူလို့ရမယ်အခြေအနေလို့ပြောရမယ်။ ဒါကလည်းမြောက်ရီမျိုးကစစ်တပ်နဲ့ BGF လက်အောက်မှာရောက်နေတော့သူ့ကိုဖမ်းဆီးဖို့အရေးယူဖို့ကခက်ခဲအောင်မယ်ဟုအမှုမှန်ပေါ်ပေါက်ရေးကူညီပေးတဲ့လူတဦးကသုံးသပ်ပြောဆိုပါတယ်။ဆိုင်းညွန်းညွန်းကသူ၏ Facebook တွင်မဘာသာအစွန်းရောက်တင်ကားဝဲဦးရသူဝင်းကိုကိုလက်အပါဝင်အစွန်းရောက်များစစ်တပ်လက်အောက်ခံခရီးလက်နက်ကင်များနဲ့ရိုက်ကူးထားသောဓာတ်ပုံများကိုဝေဝေးဆက်ဆာမျှဝေထားသည်ကိုတွေ့ရပါတယ်။ဒီမျိုးတွင်ပြူစောတိအဖွဲ့ကနေကြော်၍လူငယ်များကိုပေါ်တာဆွဲလာရောက်ဖမ်းဆီးစဉ်စစ်သားများနဲ့စကားများရန်ဖြစ်ပြီးရိုက်ပွဲဖြစ်ပွားကြောင်းသိရပါတယ်။ ဘကိုးတိုင်းပြည်မြို့တွင်ပြူစောတိအဖွဲ့ကနေကြော်၍လူငန်တပ်ကိုပေါ်လာဆွဲလာရောက်ဖမ်းဆီးစဉ်စစ်သားများနှင့်စကားများရန်ဖြစ်ပြီးရိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသပြည်သူများနှင့်တပ်တွင်းတရင်ရင်းမြစ်ကပြောပါရယ်အော်တိုဘားလ15ရက်နေ့ည9:30မိနစ်ခန့်တွင်ပြည်မြို့စင်စုရက်ကွက်ကာနာလန်းရှိအမှတ်85စစ်သားစုဆောင်ရေးတပ်အနီးတွင်ထိုင်နေသောအရာမိသက်2ဦးနှင့်မြို့နယ်ထွေးဦးရုံမှဆွေမျိုးတော်ဆက်သူတို့ကိုပြည်မြို့ကိုငါကိုတရင်မှစစ်သားနဲ့ပြူစောတိနာကကားဖြင့်ရောက်ရှိလာပြီး ပေါ်လာဆွဲဖမ်းဆီးရမှာရုံရစံကမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့သောရုံရစံကမှုဖြစ်ပွားရာနေရာအနီးအနားရှိအမှတ်85စစ်သားစုဆောင်တပ်မှစစ်သားများရောက်ရှိလာပြီး၎င်းတို့အားလုံးကိုစုဆောင်တပ်ထဲခေါ်ဆောင်လာကြောင်းထို့သောခေါ်ဆောင်သွားပြီးနောက်ကိုငါကိုတရင်မှအရက်ဝတ်ဝထားသောစစ်သားနဲ့ပြူစောတိဖွဲ့ကိုနေကျော်၍ပေါ်လာဆွဲဖမ်းဆီးသည်ဟုဆိုကာစုဆောင်ရေးမှစစ်သားများကဝမ်းဝမ်းထိုးချိတ်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ရင်းတို့ထိုးချိတ်မှုဖြစ်ပွားပြီးနောက် ကိုငါကိုတရင်မအရက်ဝက်ဝတ်ထားသောစစ်သားကတရင်မဘုံမှုတူကိုဖုံးဆက်၍အကူအညီတောင်းခံခဲ့ကြောင်းထို့နောက်ဘုံမှုဆိုသူကပြည်မြောက်အခြေစိုက်85တရင်ကိုဖုံးဆက်၍၎င်းလူများကိုပြန်လှုပ်ပေးရန်ပြောဆိုခဲ့တော်လဲဘုံမှုလည်းယူမဆိုင်ကြောင်းပြန်လည်ပြောဆိုခဲ့သောကြောင့်အပြန်လန်ဆဲတို့ကဖုံးချသွားကြောင်းသိရှိရပါသည်ထို့နောက်ယင်းနေ့ည10နိုင်ခန့်တွင်ကိုငါကိုတရင်မဘုံမှုဆိုသူပါဝင်စစ်သားများနှင့်ပြည်မြောက်ထွေးကိုရုံးမှလည်းအေဒီမြို့နယ်အုပ်ချုပ်ရေးမှုအဖွဲ့တို့အမှတ်85စစ်သားစုဆောင်ရေးတပ်တို့ကားဖြင့်ရောက်ရှိလာပြီး ၎င်းကိုဆဲဆိုခဲ့သူကိုထုတ်ပြန်ပြောဆိုခဲ့ပြီးအပြန်အလှန်ဆဲဆိုမှုများထပ်မံဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ထို့သောပြဿနာဖြစ်ပွားပြီးနောက်စုဆောင်ရေးတပ်မှဖမ်းဆီးထားသောကိုငါကိုတရင်မှစစ်သားတူပြူစောတီများအယံမိသက်နှစ်ဦးနဲ့မြို့နယ်ထွေးကိုရုံမှဆွေမျိုးတော်ဆက်သူတူတို့ကိုပြန်လည်လွတ်မြောက်လာကြောင်းပြည်မျိုးတွင်အကြမ်းဖက်စစ်တပ်ကအပတ်စဉ်၁၈ရက်အတွက်အထမအပေါ်လာဆွဲဖမ်းဆီးထားသောလူငယ်များကိုအော်တိုဘားလ၁၆ရက်နေ့နံနက်ပိုင်းတွင်တပ်ဆိုင်ရာစစ်မှုထမ်းတင်နှံကြောင်းများသို့ပို့ဆောင်နေကြောင်းသိရှိရပါတယ်။အဆိုပါအမှတ်ကိုငါကိုလှစ်စစ်နဲ့ စစ်မှုအင်ဂျင်နီယာအလုံယုံတက်ခွဲကိုမာကိုလှစ်စစ်တက်သည်ပြည်မြို့၏မြို့ပေါ်စစ်တရက်ွက်ဖြစ်သည့်ခက်တရာရက်ွက်တွင်တည်ရှိပြီးပြည်မြို့မှဒေသခံများအများစုရှိသည့်တက်ဖြစ်ကြောင်းထိုကိုမာကိုတက်ရင်မှမိသားစုဝင်သားသမီးများသည်ခက်တရာရက်ွက်ရှိ အမှန်ငါအခြေခံပညာထက်တန်းကြောင့်အားထက်ကငါကြောက်ထွက်များဖြစ်ပြီးခက်တရာရက်ွက်သားများ၏နေအိမ်များတွင်ဝင်ထွက်စားသောက်မှုများဖြစ်ကြောင်းအချမ်းပဲစစ်တက်ကအာရာသိမ်းပြီးနောက် ကိုငါကိုတရင်မှာစစ်သားများသည်မြုတ်ခါများ၏မျက်နှာပြည်သူလူထုများ၏မျက်နှာကိုမထောက်ပဲစစ်တပ်၏အလိုကြသာအလွန်တုလှုံ့ဆော်ပေးနေသောတရင်ဖြစ်ကပေါ်လာဆွဲသူများထားရှိပြီးတက်ဆိုင်ရာတင်နာများကိုပို့ဆောင်နေသောနေရာဖြစ်ကြောင်းသိရှိရပါသည်။လက်ကူရှိဒေယဘိုးရွာထွေးဦးယုံကိုဖောက်ခွဲတက်ခိုက်ရာအရက်တော့ဖို့လုံနေသည့်အုပ်ချုပ်ရေးမှုတအူနဲ့ယာအိမ်မှုပြူစောသည့်တအူတေဆုံးကြောင်းသိရပါသည်။ရန်ကုန်တိုင်းလက်ကူမြို့နယ်ကဒေယဘိုးချေးရွာမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှုယုံကို တွားရောက်ဖောက်ခွဲတိုက်ခိုက်ရမှာအရက်တောက်ဖို့လုပ်နေတဲ့အုပ်ချုပ်ရေးမှုနဲ့ရန်အမှုပြူစော့တီတို့တည်ဆုံခဲ့တယ်လို့ရန်ကုန်အာမေအဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။အောက်တိုဘာလ19ရက်မနေ့ညနေပိုင်းမှာအဆိုပါအထွေထွေအုပ်ချုပ်ရေးမှုရုံးကိုပျောက်ကြားတပ်ဖွဲ့ဝင်တွေကပြင်းအပြင်းမိုင်းတစ်လုံးနဲ့အတူလက်ပစ်ပုံးနှလုံးပြစ်သွင်းတိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်ရုံးအတွင်းအရက်တောက်ဖို့ပြင်ဆင်နေတဲ့အုပ်ချုပ်ရေးမှုတယောက်နဲ့ပြူစော့တီတယောက်ဘုံထိမှတည်ဆုံခဲ့ပြီးထိခက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ အုပ်ကြီးတွေကအဲ့ဒီယုံမှာအလှဲ့ကျကင်းဆောင်ရတယ်။အဲ့လာဘုံလဲကွဲရောညနေဆောင်အရက်တောက်ဖို့လုံနေတဲ့အုပ်ကြီးတကောင်နဲ့ဖြူတကောင်လေးပေါ်လွန့်ထွက်သွားတယ်။နောက်ထပ်အရက်ဝိုင်းထဲမှာကြံနေတဲ့ကောင်တွေနဲ့ထိခိုက်ဒဏ်ရာရဖို့များတယ်။ထိတဲ့ဖြူကရိုင်မှုဖြစ်မယ်လို့ရန်ကုန်အာမေအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုရန်ကုန်အာမေ YA နဲ့အတူအနောက်ပိုင်းခရိုင်ပါကဖားလို့ပူးပေါင်းကလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်ကောင်ရှင်ကလှုပ်ဆောင်မဲ့တရားမဝင်ရွေးကောက်ပွဲမှာပအဝင်ပတ်သက်လုက္ကမ်းမဲ့သူတွေနဲ့စစ်ကောင်ရှင်နဲ့ပတ်သက်တဲ့ပြစ်မှတ်တွေကိုဆက်ပြီးတော့ပြင်းပြထန်ထန်တိုက်ခိုက်သွားမယ်လို့လည်းရန်ကုန်အာမေ YA ကပြောကြားထားပါတယ်။အဲဒီတိုက်ခိုက်မှုမတိုင်ခင်ပြီးခဲ့တဲ့အောက်တိုဘာလ15ရက်မနေ့ပိုင်းကလည်းအထူးရောက်ရွေးကောက်ပွဲမှာနေရာဝင်ယူဖို့လုပ်နေတဲ့ရန်ကုန်တိုင်းမြို့နယ်ကစစ်ကောင်ရေးပါတီရုံးကိုရန်ကုန်အာမေ YA ကတွားရောက်မိုင်းခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။